ဒီသရောသားသောသမီးကအဲပြည်သူချစ်တဲ့အမှုပညာရှင်ဖြစ်တယ်เนาะမိဘများဆောင်ရွက်လို့ရသလားအဲတချို့လည်းမေးကြပါလေမိမိရင်နိုင်ဖြစ်သောသားမိမိရင်နိုင်ဖြစ်သောသမီးကိုအထွတ်ထိပ်သောမင်္ဂလာကိုဆောင်ခြင်းမေးနေတာမိဘအတိုင်းရဲ့နောက်သူရဲ့ရင်ထဲကဆန္ဒဖြစ်ပါတယ်မင်္ဂလာအောင်ဆံပေပန်းဝန်းချီးမြှင့်နေဆိုတဲ့အခါမှာလေကိုချင်းသီလာပန်းတွေကောင်းမြတ်သောဂုံတည်ရင်နာလေညာလေးစုံအရက်ဆယ်မြောင်ပြန့်နှံ့မွေးကြိုင်စေခြင်းမှာမင်္ဂလာအောင်ဆံပေပန်းဝန်းချီးမြှင့်အစီအမံချိန်မဲ့ဒီလိုလေးတုံးထုံးတာပါလေဆိုတော့ဒီလိုတုံးထုံးတဲ့အခါမှာဒီ ကိုကျင့်သီလာကောင်းမှုမှုတွေတော့ငငယ်တွေကတုန်တင်ဆုံးမခဲ့တာဖေဖေမေမေပဲဖြစ်ပါတယ်။ဒါမှမဟုတ်ဖေဖေမေမေကိုယ်တိုင်ချီးမြှင့်တာဒီအသိမြတ်ဆုံးအထွတ်ထိပ်သောမင်္ဂလာမြောက်ပါလေ။အဲနောက်တစ်ခါလက်စွပ်မှာလည်းအဲ့လိုပါပဲ။လူကြီးမိဘများကနော်ကောင်းကျိုးညွန်ပြဆုံးမသမ ्या ကိုမင်္ဂလာသုဒ္ဓမောင်ဟိန်းဝင်ရတဲ့မင်္ဂလာသုဒ္ဓစိုးပစ်စီမှာနှလုံးဟာရရမှာမမေ့မလျော့သာဝရဆွေးမြတ်မှတ်ထင်ရှိစေခြင်းလားမင်္ဂလာလက်ထက်လက်စွပ်ရမှာစင်မြန်းချီးမြှင့်မှာဖြစ်ပါစင်မြန်းချီးမြှင့်ပုဂ္ဂိုလ်ကတော့မင်္ဂလာသုဒ္ဓရဲ့ မိဘမင်္ဂလာသုသူမိဘပြောခါအမတန်ပြောရတာဘာအမတန်ဟိုပြည့်နေသူပါပဲလေအဲ့ဒီခါမှာဒီတာဟဖီနဲ့တမီဖီသူတို့ရဲ့ရင်းနေခံစားချက်အဲ့မှာမြင်နေရပါဆိုတော့အဲ့ဒီကွယ်ကိုချုပ်ပြီးတော့ပြောရရင်တော့လေတာဟုတ်ချစ်တဲ့ဒီပရိသတ်တွေတမီကိုချစ်တဲ့ပရိသတ်တွေအပြင်မှာမှဒီပွဲဟုတ်လာတဲ့လူတွေကသူတို့တယောက်အမတန်ချစ်ခင်တဲ့လူတွေပေါ့လေအကုန်လုံးရဲ့မျက်နှာကိုကြည့်လိုက်ရင်ကိုအဲ့မြစ်တာတွေကမြင်နေရတယ်ပေါ့လေဒါမှမဟုတ်အမတန်ဟိုအဲအမြဲတမ်းပြောလို့ရတယ်နော်အမြဲတမ်းပြောသလိုဆိုရင်တော့ စိတ်ငြိမ်အေးချမ်းသောမင်္ဂလာဝဲတစ်ခုဖြစ်ပါတယ်။ဟုတ်လားအဲ့ပြောခြင်းပါ။ဆရာတို့ဘုရင်မင်္ဂလာပါရှင်။မင်္ဂလာပါ။ဆရာတို့ဘုရင်မင်္ဂလာ။အဲမင်္ဂလာဝဲတွေကိုတော့သူကပို့ပြီးတော့အဲစုံစုံညီညီနဲ့ပြည့်ပြည့်စုံစုံဖြစ်အောင်ဆိုပြီးတော့အဲလူငယ်အခမ်းအနားမှုများကို MC အနေနဲ့အဲထည့်လေးရှိပါတယ်လေ။အချို့ချို့သောပွဲတွေကိုထည့်ကြတယ်ပေါ့လေ။အဲထည့်ကြတဲ့အခါမှာဒီသားတော်မောင်တစ်ယောက်ကတော့ဒီလိုဒီအဖေနဲ့ပေါ့။အဲဦးနဲ့ဉာဏ်တွဲဖက်ပြီးတော့ အဲမင်္ဂလာပွဲတွေကိုစုတိုင်းပဲပေးတည်မင်္ဂလာပွဲကိုတွဲဖက်ဆောင်ရတယ်မှာအများဆုံးဆောင်ရခဲ့ရတယ်တားရုံမျှောက်ပါပဲလေဟုတ်ဒီစုငယ်စဉ်တို့ပွဲမှာဆိုရင်လည်းအဲ့လိုပါပဲရိုသာတို့ကြီးတွေကသူတို့ရဲ့တသက်တခါမင်္ဂလာပွဲမှာလေအဲမင်္ဂလာပြည့်စုံလို့စေခြင်းတို့ပဲသူတို့ရဲ့ရှေ့မှာစေမမသူတို့နဲ့အတူရက်နေတဲ့အခမ်းအနားမှုပေးတည်ဆရာတို့သူတို့ရဲ့ယဉ်နေရလူဖြစ်စေခြင်းတော့ပေါ့အဲသူတို့ရဲ့ဆန္ဒမပါရင်တော့ဘာလို့လို့မရပါဘူးလေဆိုတော့ဒီငယ်စဉ်တို့ပွဲမှာဆိုရင်လည်းအဲ့လိုပါပဲဟင်းဝင်ရန်ရောဒီ စိုးပြစီစဉ်မှာသူတို့ကတော့အခြားခြားသောအဲဒီရှေ့ကနောင်တော်အဲရုပ်ရှင်မင်းသားမင်းသမီးတွေ celebrity တွေရဲ့ပွဲတွေမှာသူတို့ကအရန်တို့ပန်းကြီးတို့ဘာမှမပြောအများကြီးဆောင်းရနေပါလေဆိုတော့အဲ့ဒါကြီးကြည့်ယူပဲဆောင်းနေသွားတော့မသိဘောနော်ဆိုတော့အဲ့လိုကြည့်နေသူတို့လည်းရင်းနှီးနေတာပေါ့ရင်းနှီးတာသူတို့ကလည်းဒီဆောင်းရချက်တွေကိုကြည့်တဲ့ခါမှာအဲကျော်သူလင်းနေဆိုဘယ်လိုဆောင်းရလဲအဲအောင်ပြေဖြုံးနေဆိုဘယ်လိုဆောင်းရလဲအဲ့လိုလေးဆောင်းရတယ်ဒီနေ့ပွဲမှာလည်းထူးထူးခြားခြားသူတို့က၃ရောင်းနဲ့ဆောင်းရပေါ့စုစုပေါင်း၃ရောင်းဆောင်းရပေါ့ဘယ်လိုလဲပေါ့ ဆိုတဲ့ခါမှာအကုန်လုံးကခေါင်းချင်းဆိုင်ရတာပေါ့နော်အလွယ်တကူနဲ့တော့အဲလုံလေလုံထားမရှိပါဘူးနော်အဲဒီလိုခေါင်းချင်းဆိုင်တဲ့ခါမှာဒီသားတော်မဟုတ်လည်းဘသူကဘယ်အပိုင်းပြောမလဲပေါ့တစ်ခုနဲ့တစ်ယောက်နဲ့တစ်ယောက်နဲ့မထအောင်ဆိုတဲ့ခါကျတော့ဒူးဒူးကြားရအနေနဲ့ကတော့အဲသူကတော့လူငယ်ထဲမှာလည်းစီနီယာဖြစ်နေအောင်အဲသူ့တော့ပထမဆုံးအူဖျားစင်မော်တက်တဲ့မင်္ဂလာသဘင်နိုင်ကဇနီးမောင်နှံသုံးသုံးစုံလွဲတဲ့ကအဲမင်္ဂလာအောင်ဆံပဲပန်းကုန်းချင်းမြင့်တဲ့အိဆာတို့တော့သားတော်မအဆအဆုံး ဆောင်ရွက်ပါဟုတ်ကဲ့နော်အစားဆုံးဆောင်ရွက်ပါအဖိတ်တာရောအဲပန်းကုန်းချီးမြှင့်မှုကိစ္စတွေလိုအပ်တာရောအကျဉ်းစုတင်ကားရောအဆုံးသူဆောင်ရွက်ရမယ်ပြီးရင်ဒုတိယလက်ဆော့ကြာရင်တော့ဒီသားတော်မှဆောင်ရွက်အဲတတိယပေးသေးကြတော့ဥဆောင်ရမယ်ဒီလိုပုံစံလေးကိုခွဲပြီးဆောင်ရတာပါနော်ဆိုတဲ့အခါကျတော့တကယ်တော့လက်တွေ့ဆောင်ရတဲ့အခါမှာအကုန်လုံးကအစီအစဉ်တကြားနဲ့ဆက်ခါဆက်ခါပေါ့နော်တစ်ခုနဲ့တစ်ခုကြားထဲမှာ no pending ပါနော်အဲဆောင်ရသွားတဲ့ပွဲကအရန်ကိုတွက်လက်ခန့်ညားပြီးတော့အဲဟောတကယ်ကိုဒီလိုလိုလို့ အဲဒီလိုသုံးလုံးဆောင်ရတာပါလားလို့ပြစ်သက်တည်းရဲ့ဒီ response ကိုလည်းကြားရပါလေ okay ရင်ခုန်လာတော့ဟိုပူရင်ခုန်ရတာပေါ့เนาะအကြောင်းလဲဆိုတော့ဒါကဟိုအများစိတ်ဝင်စားတဲ့ပွဲလေးဖြစ်တယ်အဲနောက်တစ်ခုကကျတော့ ဟိုပုံမှန်လူယူလူစင်မှုပဲနဲ့ဒါကိုယ့်ရဲ့ဆရာသမားနဲ့ကိုယ့်ရဲ့ညီကိုတွေနဲ့အတူတူတွဲပြီးတော့ဆောင်ရွက်ရတဲ့အခါမှာခုနဆရာပြောသလိုပဲအပိုင်းကဏ္ဍလေးတွေခွဲခွဲပြီးတော့ကျွန်တော်တို့အဲတရားလေးနဲ့တတ်တရရဲ့နဲ့လှလှပပလေးနဲ့တင်းတင်းတက်တက်ဖြစ်အောင်ဘယ်လိုလုပ်ကြမလဲဆိုတော့ဒီပိုင်းလေးတွေတရားအလေးထားပြီးတော့ဆောင်ရွက်ရတာပေါ့နော်မင်္ဂလာပါမင်းနှစ်ဖြာတို့အတွင်းပထမဦးဆုံးမင်္ဂလာအောင်စလေးဘန်ကုတ်မြောက်ကို မင်္ဂလာပါမယ်မဖြာလို့ရင်ကိုစားအထူးလိုင်းနေစွာခြေစူးဥပဒါရတရှိပါလေခင်ဗျာမင်္ဂလာပါရဲ့ကာကြီးများပြန်လည်မရရတဲ့အချိန်ဖြစ်ပါလေခင်ဗျာ ဒီဖေးဆရာနေရတော့ဒါဒီစူပြာရေးဘက်ဘေးသိက်ပွဲတွေဆိုလို့ရှိရင်နှစ်ယောက်တင်းဆက်တာများတယ်ဘောနော်ကိုကျော်သူလေးနဲ့လည်းပုံမဲ့ပွဲတွေစုံကြရပါဘောဒါသုံးယောက်ပထမဆုံးစုံမယ်ဆိုတဲ့အချိန်မှာတကယ်ပျော်မိရယ်ပျော်ရတယ်ဘာလို့လဲဆိုတော့ဒီလိုသုံးယောက်စုံဖို့ဆိုတာတကယ်ကြခက်ခဲတယ်ဘောနော်အဲ့ဘကိုကျော်သူလေးအားရယ်ဆရာဦးမြင့်တန်းအားရယ်ကျွန်တော်အားရယ်သုံးယောက်စလုံးအားရယ်အချိန်နဲ့ဖြစ်ရမှာပြည့်ကြပွဲပေါ် MC သုံးယောက်စလုံးနဲ့တင်းပါဘောနော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ဟာတကယ် အတန်ကြာလာပထမဆုံးသတင်းကြားရတဲ့အချိန်မှာအရန်ကိုပျော်သွားရယ်ပေါ့နော်။အဆရာဦးမြင့်တန်းဆိုတာလေဒါကျွန်တော်ကဒီမှာသာဆရာခေါ်တာအပြစ်မှာဆိုဖေးဆရာလို့ခေါ်တာ။ဒါကျွန်တော်ဖေးလို့ပဲပေါ့နော်။ဒါကိုကျော်သူလင်းဆိုရင်လေကိုကျော်သူလင်းကျွန်တော်ရဲ့စီနီယာကျွန်တော်ကအဲကြောင့်ကိုတက်ခေါ်တာဒါပေမဲ့ကျွန်တော်ကငယ်တယ်။အဲမြောက်စလုံးကကျွန်တော်ဒါဖေးဆရာရောကိုကျော်သူလင်းရောတခုဆိုတော့ထက်လန့်မေးရတာပေါ့နော်။အဲကိုရဲ့ဆရာသမားကြီးလည်းဖြစ်နေတာပေါ့နော်။အဲတူတင်ဆက်ရတဲ့အတွက်တကယ်ကိုမှပျော်တယ်။ပြီးတော့ကြာလူတက်ညီလက်ညီလည်းရှိရယ်ပေါ့နော်။အားလုံးတက်ညီနေတဲ့အစဉ်ပြေတယ်။အဲတော့ပွဲကြီးကတကယ်ကိုမှအဲထူးခြားပြီးတော့စက်တီရှိပြီးတော့လှပနေတာပါ။မင်္ဂလာနိုင် ရဲ့သတိပေါင်းနဲ့ဖြစ်ကြတယ်။မိင်္ဂလာပေါင်းနဲ့ရဲ့အနန္တဂျေဇုရှင်မိဘများဖြစ်ကြတယ်။ဦးစိုးနိုင်တဲ့ဇနီးဒေါ်မာလာခင်တို့ဟာမိင်္ဂလာမယားမှုတို့ချွတ်ရောက်နေရရှုပေးနိုင်ပါရဲ့။ဟောမာစီဒီသရိုးသားသောသူမြတ် ပြည်သူချစ်တဲ့အမှုပညာရှင်စုဖြစ်လို့နော်အမှုပညာရှင်စုံတွဲလို့ပဲအဲသုံးတော့မှာပါလေဆိုတဲ့အခါဒါမျိုးကလည်းရှားပါတယ်နော်တို့ကတော့ဥဲလို့ရှိခဲ့တာပါလေဆိုတဲ့အခါကျတော့အဲ့လိုဆောင်ရွက်တဲ့တက်ကိုအဲသမီးကိုချစ်တဲ့လူတော့တားကိုချစ်တဲ့လူဒီလိုရှိတာဆိုတဲ့အခါကျတော့ချို့ကလည်းမေးကြပါတယ်မိဘများဆောင်ရွက်လို့ရသလားအဲချို့လည်းမေးကြပါတယ်လေအဲအဲဥရဲ့အမြင်တယောက်တည်းအမြင်ပါနော်ဆိုတဲ့အခါကျတော့မိမိရင်နိုင်ဖြစ်သောတားမိမိရင်နိုင်ဖြစ်သောသမီးကိုအထွတ်ထိပ်သောမင်္ဂလာကိုဆောင်ခြင်းမေးနေတာမိဘအတိုင်းရဲ့ ။နောက်သူတို့ရင်းနေရဆန္ဒဖြစ်ပါတယ်။ဆိုတော့ဟဲ့ဟဲ့မင်္ဂလာအောင်ဆံပေပန်းဝန်းချင်းမြင်နေဆိုတဲ့အခါမှာလေအဲအဓိပ္ပာယ်အနေနဲ့အဲဦးအနေနဲ့အဲဒီထောက်ကူအနေနဲ့ဆောင်ရတဲ့အခါမှာအကြောင်းချက်အနေနဲ့ဆောင်ရတဲ့အခါမှာဆိုရင်တော့အဲတားနဲ့သမီးတနည်းအားဖြင့်မင်္ဂလာသုတတိုင်းသုတတိကကိုချင်းတီလာပန်းကိုချင်းတီလာပန်းအချင်းတီလာကိုချင်းတီလာပန်းတွေကောင်းမြတ်တော့ဂုံတည်ရင်နလေးညာလေးစုံရက်ဆယ်မြောင်ပြန့်နှံ့မှုကြိုင်ဈေးချင်းမှာမင်္ဂလာအောင်ဆံပေပန်းဝန်းချင်းမြင်ဒီလိုလေးတုံးထုံတာပါ ဆိုတော့ဒီလိုသုံးနှုန်းတဲ့ခါမှာဒီကိုကျင့်သီလာကောင်းမှုတွေတော့ငယ်ငယ်လေးကတုံတင်ဆုံးမခဲ့တာဖေဖေမေမေပဲဖြစ်ပါတယ်။ဒါမှမဟုတ်ဖေဖေမေမေကိုယ်တိုင်ချီးမြှင့်တာဒီအသိမြတ်ဆုံးအထွတ်ထိပ်သောမင်္ဂလာမြောက်ပါလေ။အဲနောက်တစ်ခါလက်စွပ်မှာလည်းအဲ့လိုပါပဲ။တာမန်းမျိုးပြောတဲ့ခါမှာလက်စွပ်ဆိုရင်လက်ထက်ချင်းတော့နောက်နောက်တစ်ခါအဲယေဒနာစိန်ကြောက်စေတောက်ကစားချမ်းသာကြွယ်ဝရယ်ဆိုတဲ့အတိတ်မေကောင်းတယ်။ဒါတွေကိုရည်ညွှန်းတာမှမဖြစ်ပဲ။အဲဥအနေနဲ့အဓိကရည်ညွှန်းချင်တာကလူကြီးမိမများက ကောင်းကျိုးညွှန်ပြဆုံးမသည်မြောင်ငယ်ငယ်တည်းကလူကြီးတွေက အဲငငယ်စဉ်ခါတဲ့လက်စုပ်ကလေးဆွဲယူလေးလုပ်ပြတဲ့အခါမှာကြီးလာရင်လေးလေးမမနေရမယ်နော်ပညာတတ်ကြီးဖြစ်အောင်လုပ်ရမယ်ဆိုသွန်သင်ဆုံးမရင်ねယတနာကိုကြီးမြတ်တာပါလေဆိုတဲ့ခါကျတော့အခုလည်းဒီလိုပါပဲလူကြီးမိဘများကနော်ကောင်းကျိုးညွန်ပြဆုံးမသမျှကိုမင်္ဂလာသို့သာမောင်ဟိန်းဝင်ရတယ်မင်္ဂလာသို့ဒီဆိုးပြစ်စီနှလုံးဟာရရမှာမမေ့မလျော့သာဝရဆွေမျိုးမှတ်ထင်ရှိစေခြင်းမှာမင်္ဂလာလက်ထက်လက်ဆွေရမှာစင်မြန်းချင်းမှာဖြစ်ပါစင်မြန်းချင်းမှာပုံကတော့မင်္ဂလာတို့သားရဲ့ မိဘမင်္ဂလာသုသူမိဘပြောခါအမတန်ပြောရတာဟိုကအမတန်ဟိုပြည့်နေသူပါပဲလေအဲ့ဒီခါမှာဒီတာဟဖီနဲ့တမီဖီသူတို့ရဲ့ယင်နဲ့ခံစားချက်ကိုကြတော့အဲဥကလည်းအသက်ကြီးရဲ့အဖေတယောက်ရဲ့ခံစားချက်မျိုးခံစားရတဲ့အတွက်သူတို့ရဲ့ယင်နဲ့ခံစားချက်အဲ့မှာမြင်နေရပါဆိုတော့အဲ့ဒီဘွယ်ကိုခြုံပြီးတော့ပြောရရင်တော့လေတာဟုတ်ချစ်တဲ့ဒီပြိတ္တတွေတမီကိုချစ်တဲ့ပြိတ္တတွေအပြင်မှာမှာ ဒီပွဲဟုတ်လာတဲ့လူတွေကသူတို့တယောက်အမတန်ချစ်ခင်တဲ့လူတွေပေါ့လေအကုန်လုံးရဲ့မျက်နှာကိုကြည့်လိုက်ရင်ကိုအဲ့မြင့်တာတွေကမြင်နေရတယ်ပေါ့လေဒါမှမဟုတ်အမတန်ကိုအဲအမြဲတမ်းပြောလို့ရတယ်နော်အမြဲတမ်းပြောသလိုဆိုရင်တော့စိတ်ငြိမ်အေးချမ်းသောမင်္ဂလာပွဲတစ်ခုဖြစ်ပါတယ် နော်အဲ့လိုပြောခြင်းပါအဲအမှတ်တရတော့တကယ်ကိုအမှတ်တရဖြစ်ပါလေ။ဘာကြောင့်လဲဆိုတော့ဟိုဆော့ဆော့ပြောသလိုပဲဆရာဥပုနဲ့ကျွန်တော်တို့တွဲလို့ခုရဲကွန်ပြူဖြိုးနဲ့ကိုညီကိုတွေတွဲလို့ခုရဲဒါမဲ့ဆရာရောအကိုရောကျွန်တော်ဒီလို၃ယောက်အတူတူစုံဖို့ဆိုတာတကယ်တော့လုံးဝမလွယ်ကြဘူးပေါ့နော်။အဲ့တော့တကယ်ကိုဒါငယ်စဉ်တို့ပွဲမှာတိုက်တိုက်ဆန်ဆန်အဲထူးထူးခြားခြားစုံခွင့်ရတယ်။အဲ့အတွက်လည်းပဲဒါစီစဉ်ပေးတဲ့အဲ my dream ပေါ့နော် my dream ကကိုတက်နိုင်လို့လေကျေးဇူးအများကြီးတင်တယ်ပြီးတော့ကျွန်တော်တို့ဆရာနဲ့အတူတူကျွန်တော်ညီကိုတွေအကုန်လုံးအတူတူဆောင်ရွက်ခွင့်ပေးတဲ့ငယ်စဉ် ဆုံတွဲလေးရေပြီးတော့နှစ်သက်မိသားစုရေအကုန်လုံးပေါ့နော်အစားအစာရပေါင်းနေတဲ့သူတွေအားလုံးလေကျွန်တော်ကျေးဇူးအများကြီးတင်ရပါတယ်တကယ်ကိုအမှတ်တရနဲ့ထူးထူးခြားခြားနဲ့အဲထပ်တူကြည်နူးရတဲ့ဂုဏ်ယူရတဲ့ပွဲကြီးတစ်ပွဲဖြစ်ခဲ့ပါတယ်ဒီပွဲကတကယ်ကိုအမှတ်တရပါပဲနော်ဘာဝစ်စုံလေးတွေအားစာတေချာလေးစီစဉ်နေဆရာဆိုရင်ဒီဇိုင်နာຫນွေနီဝင်းမဝင်းမနော်ကြာကြာကြာဝိယုံတော့ဟာဆရာဆရာကြာချီဝိယုံတော့အရန်ကိုကြက်တည်ရှိပြီလားကျွန်တော်နှစ်ယောက်ကကြတော့ဒီဇိုင်နာဆိုင်မင်းဆန်ပေါ့နော်အဲ sequence လေးတွေအားစာ ကျွန်တော်တို့ကတိုက်ပုံဝါစာအမှထားလိုက်အယောင်စုံမျိုးမျိုးရှိရပါဘောနော်ဒါပေမဲ့တိုက်ပုံပစိုးဖက်နဲ့အားလုံးကွက်တီပေါ့နော်အဲ့လိုအဲတိုက်တိုက်ဆက်ဆံလေးပေါ့နော်တခြားလေးစီ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 ပြီးတော့လောက်ရတဲ့ပွဲဖြစ်တဲ့အတွက်တကယ်အမှတ်တရရောအများကြီးပါပဲအဲ့တိုက်ပုံလေးတော့ကျွန်တော်နောက်ဝေ့အောင်နော်မရမ်းလာအမှတ်တရလေးကိုသားသမီးတွေရဲ့မိမာပဲဘရော့လာကချီးမြှောက်မယ်လို့မြင်မိကဲအဲ့ဒါကတော့ဒီလိုလေအဲ့ဒါကိုဘာနဲ့ဆက်ဆံမေးနေတာဖေးပြမြဲမေးနေတာဘာနဲ့ဆက်ဆံပြောရမလဲဆိုတော့ အဲဘိတ်ဆရာဆိုတဲ့ဟာရှိတာပေါ့နော်အဲဒီမင်္ဂလာခန်းနာမှုများရဲ့အဲပန်းတိုင်လို့ပဲပြောရမှာဒါအဲကိုကိုရန်လည်းဘိတ်ဆရာဖြစ်နေတဲ့ခါကျအဲ့လိုလေးပြောချင်ပါမင်္ဂလာခန်းနာမှုများရဲ့ပန်းတိုင်တနည်းအားဖြင့်မင်္ဂလာခန်းနာမှုများရဲ့ရှေ့ရှိမှန်းချက်ဒီအဘိဓေကဆရာဆိုတဲ့ဟာမျိုးဖြစ်တင်ပါလေဆိုတဲ့ခါကျတော့အဘိဓေကဆရာဖြစ်ဖို့ဆိုတဲ့လိုအပ်တဲ့ရည်ရှိနေအများကြီးရှိပါတယ်လေဆိုတဲ့ခါကျတော့အနည်းဆုံးကတော့ဘုရားရှင်ရဲ့အဆုံးအမအောက်မှာနော်အဲဒီလူလောကကြီးလယ်မှာကျက်တိမင်္ဂလာရှိဆိုဖြတ်တန်းနေသောပုဂ္ဂိုလ်များ အမျိုးသားများအဲဖြစ်တင်ပါတယ်လေဆိုတဲ့ခါကျဒီသားတော်မောင်နှစ်ယောက်ကတော့အဲ့ဒီစီကံချက်တွေနဲ့ပြည့်စုံပါတယ်။နောက်သူတို့လည်းတွေ့တဲ့ခါတိုင်းမှာလေဘယ်တော့ဘိသိလို့မလဲ။ဘယ်တော့အမြန်ပြောပါတယ်။ဆိုတော့အဲ့လိုပါဒီသားနှောင်းနေရတော့ဒါအချက်ဆုံးသားတွေပါ။ဟုတ်နော်။တခြားသားတွေစိတ်မဆိုးကြီး။အချက်ဆုံးသားတွေ။ဇာတ်သားတွေလည်းချက်ပါတယ်။အကုန်လုံးချက်တယ်။အကုန်လုံးချက်တယ်။အားဒီကကုစုပိုတော်များလာပါဗျာ။ချက်ရတယ်။ အဲဒါမျိုးလောလောကီလောကုထမအဘိသေကတပင်ကိုခံယူပြီးတော့သရုပ်သားရဲ့သူကြီးဇနီးမောင်နဲ့ပြလောကီလောကုထမအထွတ်ထိပ်သောအောင်မြင်ခြင်းမင်္ဂလာဖျားဖျားကိုရရှိသောပုဂ္ဂိုလ်တူပုဂ္ဂိုလ်များများဖြစ်ကြပါစေပရိသတ်တွေရဲ့အချစ်တွေကိုတကယ့်ကိုခိုင်ခိုင်မာမာနဲ့ပြပြဝဝရရှိထားတဲ့ဒါငေးစင်ဇနီးမောင်နဲ့ဒီနေ့ကစားပြီးတော့အောင်မြင်တဲ့ပျော်ရွှင်တဲ့ကြည်နူးစရာအပြည့်နဲ့ မင်္ဂလာပွားကြီးလေးလေးဖြစ်ပါစေလို့ပရိသတ်ဒီအားလုံးချီးရတဲ့ဒီအားလုံးရဲ့ကူစားဆုတောင်းပေးပါရခင်ဗျာဟုတ်ကဲ့ပါအဲ့တော့ပြည်သူ့ချေအမှုပညာရှင်တရုတ်ဆောင်တို့ဖြစ်တဲ့တရုတ်ဆောင်ဟိဝေရန်အဲပြည်ခေါင်ညီမလေးအကယ်ဒမီစိုးပြည့်တစင်ပေါ့နော်ဇနီးမောင်နှံအဲကျွန်တော်ဒီနေ့ကနေဆုတောင်းပေးချင်တာကတော့ဒီနေ့ဆိုင်နောက်နေ့ပေါင်းများစွာစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံပါစေတားကောင်းရတနာတပီးကောင်းရတနာများစွာထွန်းကားပြီးတော့ဒါပြည့်ရှင်နဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေလို့ဒီနေ့ကနေဆုတောင်းပေးပါရခင်ဗျာဆုတောင်းပါရခင်ဗျာ